မနက်ဆန်းခုနှစ်ချီဝါဒီနေ့မှာတော့ lesson 6ရောက်သွားပြီပေါ့နော်ခန်းကြီး and fight ခန်းကြီး lesson 6ရောက်သွားပါပြီသူကဒီနေ့ lesson 6မှာဆိုလို့ရှိရင်ကျွန်တော်တို့ whole direction ကခု direction လာရအရက်တွေကိုညွှန်ပြတဲ့ဒီခန်းကြီးလေးတွေကိုလေ့လာရမှာပဲဖြစ်ပါတယ်ပေါ့နော်ဆိုတော့ပထမတစ်လုံးအနေနဲ့ကျွန်တော်တို့တွားရမယ်ဆိုလို့ရှိရင်ဆိုတော့ my air ဆိုတဲ့အဲခန်းကြီးလေးပေါ့နော်အသူကဘလိုလေးဖြစ်ပေါ်လာလဲပေါ့နော်သူ့ရဲ့အဓိပ္ပာယ်လေးရဲ့သူ့ရဲ့ဖြစ်ပေါ်လာတဲ့ပုံစံလေးကဘာလဲဆိုလို့ရှိရင်တိုမဲတဲ့အာဓုဖူနေနော်အာရော့ဘူးကို နိုင်ဖုတဲ့ခိရုမဲ့တဲ့ကျွန်တော်တို့ဒီမှာပေါ့နော်ရက်နေရက်ထားတဲ့သင်္ဘောရဲ့ကျိုးကိုပေါ့နော်ဖုနေတော့ပုရုဆိုတာရုပ်ပုဆိုတာကျွန်တော်ရုပ်ကျိုးပေါ့နော်ကျိုးကိုတဲ့နိုင်ဖုသူဓာနဲ့နေပြီးတော့နေဖြတ်တယ်ပေါ့နော်ဓာဓာနဲ့နေပြီးတော့ဖြတ်တဲ့ပုံစံလေးပေါ့နော်ဒီဘက်ကဓာလေးဖြစ်မယ်ဒီဘက်ကသင်္ဘောလေးဖြစ်မယ်ဓာနဲ့နေပြီးတော့ဒီဒီရှေ့ထားတဲ့ဒီကျိုးကိုဖြတ်တဲ့ပုံစံလေးဖြစ်တယ်ပေါ့နော်အဲ့ဒါမတိုက်ခင်းပေါ့နော်အဲ့လိုအသေးပဲလေးရပါတယ်ပေါ့နော် တော့သူ့မှာအတန်ထွက်အားဖြင့် sorry ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ရေးရှက်လေးတွေအရင်ရေးဖြစ်မှာပေါ့နော်။သူကတော့ကိုးချက်ရေးရမှာပဲဖြစ်ပါတယ်။ပထမတစ်ချက်ကတော့ဒီအပေါ်ကနေအောက်ကိုချမယ်။ဒုတိယတစ်ချက်အဲ့လိုပဲညီညီညာလေးချမယ်။ပြီးရင်အလဲကနေဖြတ်မယ်ပေါ့နော်။သုံးချက်ဒီကောင်ကတော့၄ချက်မြောက်သူက၅ချက်မြောက်၆ချက်မြောက်၇ချက်မြောက်၈ချက်မြောက်၉ချက်မြောက်ပေါ့နော်။သူကကိုးချက်၊ဆုတ်ချက်၉ချက်နဲ့ရေးရပါမယ်။ဆိုတော့သူ့မှာအတန်ထွက်ဆိုလို့ရှိရင်ကျွန်တော်တို့ ဂျပန်အတန်ထက်နဲ့မမအေဆိုပြီးတော့ရှိမယ်မအေဆိုပြီးတော့ရှိမယ်နောက်တစ်ခုဇန်းဆိုပြီးတော့ရှိမယ်ပေါ့နော်ဒီမှာပေါ့နော်ဒီမှာအယောင်လေးတွေချက်ထားတယ်ပေါ့နော်အယောင်လေးတွေချက်ထားတဲ့ဟာလေးတွေဆိုရင်ကျွန်တော်တို့နည်းနည်းလေးလေးနက်နက်လေးနဲ့လေ့လာထားဖို့လိုပါတယ်မှတ်သားထားဖို့လိုပါတယ်ဒါတွေကစောင်းမွေးမှာမေ့တက်တယ်ပေါ့နော်ဆိုတော့တစ်လုံးနဲ့ရေးထားမယ်ဆိုလို့ရှိရင်သူ့အတန်ထက်ကမအေလို့အတန်ထက်မယ်အဲ့ဒါကရှေ့ကိုပြောတာဖြစ်ပါတယ်အရှိတ်ဖက်ပေါ့နော်အရှိတ်ဖက်တို့မတိုင်ခင်တို့အရင်တို့ပေါ့နော်အတိပဲရပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့မိကမအေမိကမအေဆိုလို့ရှိရင်ကျွန်တော်တို့ကလွန်ခဲ့တော့၃ရက်ပေါ့နော် လွန်ခဲ့တော့၃ရက်ကိုပြောတာဖြစ်တယ်။နောက်တစ်ခုဒီကောက်ကြတော့ဒီဟန်းနဲ့ပေါင်းလိုက်မယ်ဆိုလို့ရှိရင်ဇန်ဟန်းဆိုပြီးဖြစ်သွားမယ်။သူကတော့ပထမတဝက်ပေါ့နော်။ First has ပထမတစ်ပိုင်းပေါ့နော်။အဲအဲ့လိုအထိပ္ပယ်ရပါတယ်ပေါ့နော်။ဆိုတော့နောက်တစ်ခုသွားမယ်။အရှိ့ကိုတင်ပြီးသွားလို့ရှိရင်ကျွန်တော်နောက်ခန်းကြီးလေးလာတယ်ပေါ့နော်။အနောက်ခန်းကြီးလေး तू ခန်းကြီးလေးကဘလိုလေးဖြစ်ပေါ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်အခုသွားတယ်ပေါ့နော်ပြီးတော့အာရှိနိအီတိုကခါရာမာရုအဲ့ဒါဘာပြောလဲဆိုရှင်ဒီအခုဆိုတာသွားတယ်ခြေထောက်မှာ ပေါ့နော်ခြေထောက်မှာအရုခဲနိုင်ကျွန်တော်ဆိုအရှိနိဣတုကခါရမာရုဆိုတာကျွန်တော်ခြေထောက်မှာအချီကျိုးရှုပ်နေတယ်ပေါ့နော်အရှိနိခါရမာရုအချီတို့အခြေထောက်မှာကကျွန်တော်တို့အရှိနိအရှိနိဆိုအရှိဆိုတာခြေထောက်မှာဣတုကဣတုကဆိုတာအရှိတွေကပေါ့နော်အာခါရမရုခါရမရုဆိုတာတော့ရှုပ်နေရပေါ့နော်ညိနေရလို့ရှုပ်နေရလို့အတိပ္ပယ်ရပါတယ်ဒီခက်ဒီအတိပ္ပယ်လေးတွေကိုကျွန်တော်စာအုပ်လေးမှာရေးပြီးတော့တရားလေးမှတ်ထားရအောင်ပုံပြီးအစီအမေတယ်ပေါ့နော်အဲ့ဒါပေါ့နော်ဟယခူးတဲ့အာရုခဲနိုင်တဲ့ ဖះခုမြင်မြန်လမ်းမလျှောက်နိုင်ဘူးပေါ့နော်မြင်မြန်လမ်းမလျှောက်နိုင်ဘူးအတုခါရခုရုဥရှိတော့တဲ့အဲ့ဒါဆိုရင် နောက်မှာပဲလာတော့မယ်ပေါ့နော်နောက်မှာပဲဆိုတဲ့ဖြစ်ပေါ်လာတဲ့ဒီအိဒိပယ်လေးပေါ့နော်ဆိုတော့အတုမှာဆိုလို့ရှိရင်ကျွန်တော်တို့ရေးချက်ကလည်းဆွနမအဲလိုပဲမအဲလိုပဲကျွန်တော်တို့ကဆုတ်ချက်ကိုချက်ရှိမယ်တစ်ချက်ရှိမယ်နှစ်ချက်သုံးချက်လေးချက်ငါးချက်ဆောက်ချက်ခုနှစ်ချက်ရှစ်ချက်ကိုချက်ပေါ့နော်သူဆုတ်ချက်ကိုချက်ရှိပြီပေါ့နော် ဆိုလို့ရှိရင်သူကအတန်ထွက်ကအပြင်ဥရှိတော့ဆိုပြီးတော့ရှိမယ်ပေါ့နော်ဥရှိတော့ဆိုတာကတော့ကျွန်တော်နောက်ကိုပြောရဲပေါ့နော်အနောက်အနောက်ဘက်ကိုပြောတာဖြစ်ပါတယ်ဆိုအတ္တအတ္တဆိုတာလည်းကျွန်တော်တို့နောက်ကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကောဖြစ်မယ်နောက်တစ်ခုခိုးဖြစ်မယ်ပေါ့နော်ခိုးဆိုပြီးအတန်ထွက်မယ်သူကအတ္တဆိုတာ after ပြီးနောက်ပေါ့နော်အတ္တဆိုတာပြီးနောက်အာနောက်တစ်ခုဥရှိတော့ဆိုတာ behind နောက်ပေါ့နော်နောက်ဖက်နောက်နောက်ရှမ်းပေါ့နော်ဥရှိတော့ နောက်ပြောတာဖြစ်ပါတယ်စံကော့စံကော့ဆိုတာစံကော့ဆိုတာအရှာခြေခံကြီးဒါအနောက်ခံကြီးဆိုလို့ရှိရင်စံကော့ဆိုတော့အနောက်နဲ့အရှေ့ပေါ့နော်ရှေ့အနောက်ပေါ့နော်နောက်တစ်ခုစိုင်းကော့စိုင်းကော့ဆိုတာနောက်ဆုံးပေါ့နော်စိုင်းကော့ဆိုတာနောက်ဆုံးဖြစ်ပါတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုသွားမယ်နောက်တစ်ခုကတော့ကျွန်တော်တို့အပြင်ဖက်ကိုပြောတဲ့ခံကြီးအပြင်ဖက်ကိုပြောတဲ့ခံကြီးကဘယ်လိုလေးဖြစ်လာလဲပေါ့နော်ဒီဟာဆိုရင် you you ဆိုတာကျွန်တော်ညနေဥရနာဥရနာဥဥရနာဥဆိုတာကျွန်တော်ကံကြမ္မာတစ်ခုကံကြမ္မာပေါ့နော် ကကြမှာအာခမဲနော်ခိုးခိုးခိုးရနော်စွတ်တောကဝနိဒက္ခိနိဝါရဲမတဲ့ဥရနိုင်စွတ်တောကဝါပေါ့နော်စွတ်တောကဝါပေါ့ဆိုတော့သူကဘာအသေးပဲရလို့ဆိုရင်ကျွန်တော်တို့ကဟိုညနေမှာကကြမှာတခုခုကိုပြောပြရတယ်ပေါ့နော်အာခမဲနော်ခမဲနော်ခမဲနော်အာခိုးခိုးတော့ခိုးတော့နော်ဒီ ပြောမှဆိုရင်လက်ရဲ့အခွန်ရဲ့ပေါ့နော်လက်ရဲ့အခွန်ရဲ့ပေါ့နော်အပြင်ဖက်ကနေပြီးတော့ဆွတ်တူဆိုတာဆွတ်တူဆိုတာအပြင်ဂါဝါနီဆွတ်တူဂါဝါနီဆွတ်တူအပြင်ဖက်ကနေပြီးရောတဲ့ဒက်ခိတအာဝါရာဝါရာမဲတဲ့ဒက်ခိတဝါရာမဲတဲ့ဆိုတာကျွန်တော်ကညမာဟိုဒီပြောပြတယ်ပေါ့နော်ဥရနာဥဆွတ်တူဂါဝါပေါ့နော်အပြင်ဖက်ပေါ့နော်သူကတော့အဓိပ္ပာယ်တိပ္ပယ်ကတော့ဒီအပြင်ဖက်ကနေပြီးတော့ပြောပြရတဲ့လိတ်ခွန်ရဲ့ဒီအပြင်ဖက်ကနေပြီးတော့ပြောပြရတယ်ဆိုတော့အဲအတိပ္ပယ်လေးရှိရပါတော့နော်ဒီခန်းကြီးတွေကတော့ ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါတော့သူ့မှာစောင်းမှာပါတဲ့ဒီမှတ်ပုံမှတ်နည်းလေးပေါ့နော်ဒီကိုဘာသာကိုဟိုပုံစံဖော်ပြီးတော့လည်းမှတ်လို့လည်းရတယ်ပေါ့နော်ဆိုတော့သူ့မှာအဖြစ်ကျွန်တော်တို့ရေးချက်ကတော့၅ချက်ရှိမယ်ပေါ့နော်၅ချက်ရှိမယ်တစ်ချက်ရှိမယ်တရားတတခန်းကြီးတွေကျွန်တော်တို့ဒီခက်တခဏသင်ပြီးသားဆိုရင်ဒါတခန်းကြီးတွေပေါ့နော်တခန်းကြီးလေးကိုမှဒီနောက်ခါနေပြီးတော့တိုလေးနဲ့ပေါက်ထားရတယ်ပေါ့နော်တနဲ့တိုလေးနဲ့ပေါက်ထားရင်အဲ့ဒါဆွတ်တိုဖြစ်သွားမျိုးပေါ့နော် အဲ့တော့သူ့ရဲ့အတန်ဖက်ကကျွန်တော်တို့ကျွန်တော်တို့စွတ်တူဆိုပြီးတော့ရှိမယ်စွတ်တူဆိုပြီးတော့ရှိမယ်ဂါဤဂါဤဆိုပြီးတော့ရှိမယ်ပေါ့နော်တစ်လုံးနဲ့ရေးထားမယ်ဆိုလို့ရှိရင်စွတ်တူအပြင်ဖက်ကိုပြောတာဖြစ်တယ်ဂါဤခုခုဂါဤဆိုလို့ရှိရင်နောက်တစ်လုံးနဲ့ခုခုတို့တိုင်းပြည်နဲ့ပေါင်းတဲ့ခန်းကြီးလေးနဲ့ပေါင်းမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဂါဤခုခုဆိုပြီးတော့ဖြစ်သွားမယ်အဲ့ဒါကတော့နိုင်ငံခြားပေါ့နော်ဂါဤခုခုဆိုတာနိုင်ငံခြားကိုပြောတာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကျွန်တော်တို့တွားမယ်ပေါ့နော် နောက်တစ်ခုကြတော့ကျွန်တော်တို့ဘာကိုပြောတဲ့ခန်းကြီးလေးလဲဆိုတော့ကျွန်တော်တို့လက်လက်ဘယ်ဖက်ညာဖက်ကိုပြောတာပေါ့နော်ဒီခန်းကြီးလေးကတော့ကျွန်တော်ဘယ်ဖက်ကိုကိုးစားပြီးတဲ့ခန်းကြီးလေးဖြစ်ပါတယ်ဒီခန်းကြီးလေးကကြတော့ကျွန်တော်ဒီမှာရေးထားတာကြတော့ဒုက္ခကိုဆဆအဲရုတဲဟိဒါရီတဲ့ဒုက္ခဒုက္ခဆိုတာဘာလဲဆိုတော့အထောက်ပံ့ပစ္စည်းတစ်ခုကိုထောက်ပံ့ပေးတော့လက်ပေါ့နော်အထောက်ပံ့ပစ္စည်းတစ်ခုကိုထောက်ပံ့ပေးတော့လက်ပေါ့နော်အဲ့ဒါကိုဟိဒါရီဘယ်ဖက်လို့ပြောပါတယ်ကျွန်တော်တစ်ခုခုကို ဘယ်လိုပြောမလဲအကူညီပေါ့နော်ဥပမာဒီမှာမှတ်ထားလိုက်ပါကျွန်တော်တို့ဘယ်လိုလေးမှတ်ထားမလဲဆိုလို့ရှိရင်အဲဒီမှာ weight down လေးရှိရ weight down မတဲ့လက်လို့မှတ်ထားလိုက် weight down မရင်ကျွန်တော်ညာဖက်နမမအောင်ဘယ်ဖက်နဲ့မမယ်ပေါ့နော်ညာဖက်ကိုဘယ်နေရာမှာသုံးမလဲဆိုတာနောက်ညာဖက်လာတဲ့ခန်းကြီးလေးမှာတစ်ချက်လောက်လေ့လာမယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ number 5ရှိတယ်ရေးချက်က5ချက်ရှိမယ်ပေါ့နော်တစ်ချက်ရှိမယ်နှစ်ချက်ရှိမယ်သုံးချက်လေးချက်5ချက်ပေါ့နော်ရေးချက်က5ချက်ရှိပါမယ် သူအတက်ဘက်ကကြတော့ hitari တလုံးနဲ့ရေးထားမယ်ဆို hitari ဖြစ်မယ်နောက်တစ်ခုစဆိုပြီးရရှိမယ် hitari ဆိုတာဘယ်ဖက်ကိုပြောတာဖြစ်ပါတယ် hitari ဆိုတာဘယ်ဖက်ပြီးတော့ hitari တဲ့ဆိုတာအာဘယ်ဖက်ဘယ်ဖက်ရှမ်းပါနော်ဘယ်ဖက်ဘယ်ဖက်လက်အဲဘယ်ဖက်လက်ပေါ့နော်အဲ့လိုပြောတာဖြစ်ပါတယ်နောက် hitari kawa hitari kawa ဆိုတာကျွန်တော်တို့ကလက်ဝဲဖက်ရှမ်းဘယ်ဖက်ရှမ်းပေါ့နော် site site ဖက် site တွေနဲ့ပြောမှာဘယ်ဖက်ရှမ်းညာဖက်ရှမ်းပြောချင် hitari kawa ပေါ့နော်အဲ့လိုမျိုးလေးပြောရပါဘောနော် ဆိုတော့မီဂီမီဂီဆိုတာသွားမယ်မီဂီနောက်တစ်လောက်ကတော့မီဂီမီဂီကတော့ကျွန်တော်ညာဘက်အချမ်းကိုပြောတာဖြစ်တယ်ညာဘက်အချမ်းကိုပြောတာဆိုလို့ရှိရင်ညာဘက်ကဘာလုပ်တယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာမှာလည်းသမင်းစားတဲ့လက်ပေါ့နော်တာဘဲမွန်တို့တာဘဲရုတဲတဲ့စားစရာကိုစားတဲ့လက်ပေါ့နော်အဲ့ဒါညာဘက်ပေါ့နော်ဣတာရီကျတော့ကျွန်တော်လက်ဝဲတုံးမာတဲ့လက်မီဂီကျတော့ကျွန်တော်တို့စားစရာတွေစားတဲ့လက်ပေါ့နော်သမင်းစားတဲ့လက်ဆိုရင်မီဂီမီဂီဆိုလို့ရှိရင်ကျွန်တော်တို့ညာဘက်လက်ဆိုလို့ရှိရင်ဒီမှာဗဇက်ပေါက်လေးပါတယ်လေခုရှိဆိုတဲ့ဗဇက်ပေါက်လေးပါမယ်ပေါ့နော် ဆိုတော့ရေးချက်ကတူက5ချက်ရှိမယ်။တစ်ချက်၊နှစ်ချက်၊သုံးချက်၊လေးချက်၊5ချက်ဆိုပြီးရောရှိမယ်။ပြီးအတန်ထွက်ကကျွန်တော်တို့မီကီဆိုပြီးရောရှိမယ်။နောက်တစ်ခုဥဆိုပြီးရောရှိမယ်။ယူဆိုပြီးရောရှိမယ်ပေါ့နော်။တစ်လုံးနဲ့ရေးထားမယ်ဆိုလို့ရှိရင်ကျွန်တော်မီကီတို့အတန်ထွက်မယ်။နောက်တစ်ခုကမီကီတက်ဆိုတာညာဖက်လက်ပေါ့နော်။စာယူစာယူဆိုတာကျွန်တော်ဘယ်နဲ့ညာနဲ့ပေါက်ထားတာပေါ့နော်ဘယ်ဘယ်ဖက်ညာဖက်ပေါ့နော် စာယူဆိုတာဘယ်ဖက်ညာဖက်တော့မိဂိကာဝဆိုတာညာညာဖက် site ပေါ့နော်မိဂိကာဝဆိုတာညာဖက် site ကိုပြောတာဖြစ်ပါတယ်နော်ဆိုတော့နောက်တစ်ခုသွားမယ်နောက်တစ်ခုကကျွန်တော်တို့ဘာလေးသင်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော်အရှိဖက်အချမ်းကိုကိုစားပြုတဲ့ခန်းကြီးပေါ့နော်အရှိခန်းကြီးလေးပေါ့အဲ့တော့ကျွန်တော်ခိနော်ဥရှိတော်နီခိနော်ဥချီတော်နီတိုင်းယောကနောဘုတ်တဲ့ဣရုခိကရှိတဲ့ သူ့ရဲ့အဓိပ္ပာယ်လေးကဘာဖြစ်လဲဆိုရင်တစ်ပင်ရဲ့အနောက်မှာအနောက်ဘက်ကနေပြီးတော့နေမင်းကနေနေမင်းရနေပြီးတော့အပေါ်တက်လာတယ်ပေါ့နော်အဲ့ဒါနေထွက်လာပြီးတော့တစ်ပင်လေးရှိမယ်အဲ့တစ်ပင်ရဲ့အပေါ်ဘက်ကနေပြီးတော့နေလေးထွက်လာတယ်ပေါ့နော်နေလေးထွက်လာလို့ရှိရင်ကျွန်တော်တို့ကအရှိဖက်ကိုတက်မှတ်ပါတယ်ရေးချက်ကတော့ရှစ်ချက်ရှိပါတယ်ပထမတစ်ချက်ရှိမယ်ဒုတိယတစ်ချက်တတိယလေးချက်မြောက်၅ချက်၆ချက်၇ချက်၈ချက်ဆိုပြီးတော့ရေးသားမှာဖြစ်ပါတယ် အပတ်ဖက်အဖင်းသူကဟီကာရှိဆိုပြီးတော့ရှိမယ်နောက်တစ်ခုတိုးဆိုပြီးတော့ရှိမယ်ပေါ့နော်ဟီကာရှိဆိုရင်ကျွန်တော်တို့တစ်လုံးနဲ့ရေးထားမယ်ဆိုရင်အရှိတ်ဖက်ကိုပြောတယ်ဟီကာရှိကူချီဆိုလို့ရှိရင်အရှိတ်ဖက်ဂိတ်ပေါ့ပေါ့နော်တိုကျောတိုကျောဆိုတာကျောင်းတိုကျိုတိုကျိုကျောင်းတိုကျိုတိုကျိုလို့ပြောတယ်တိုကျောပေါ့နော်ဒီမျိုးကိုပြောတာဖြစ်ပါတယ်တိုကျိုမျိုးကိုပြောတာဖြစ်ပါတယ်ဟုတ်တိုးရောတိုးရောဆိုလို့ရှိရင်ကျွန်တော်ကအရှိတ်တိုင်းပေါ့နော်အရှိတ်ဖက်ကတိုင်းအရှိတ်တိုင်းကိုပြောတာဖြစ်တယ်ပေါ့နော် ဆိုတော့နောက်တစ်လုံးလေးသွားရအောင်နောက်တစ်လုံးကကျွန်တော်တို့အရှိပြီးအနောက်လာပါတယ်ပေါ့နော်အနောက်ခန့်ကြီးလေးအနောက်ခန့်ကြီးလေးကဘယ်လိုလေးဖြစ်ပေါ်လာလဲပေါ့နော်ဒီမှာတစ်ချက်လောက်ကျွန်တော်တို့ကြည့်ရအောင်ဘူဒိုနော်ရှီရိုကဘတ်စုခတ်တိုတိုအိုရုခိခီအဲရုတိုင်ယောဂနီရှိနီခီအဲရုနီရှိအဲ့တော့ပြောချင်တာကဘူတိုနော်ရှီရုဘူတိုနော်ရှီရုဆိုတာနော်စပြစ်စပြစ်တီဝိုင်းပေါ့နော်စပြစ် စပစ်သီးဝိုင်ကနေရှင်းနောက်ထဲကနေပြီးတော့ကြာသွားတယ်ပေါ့နော်ဘတ်စုတို့တိုးအိုးတို့တိုးအိုးတို့ဆိုတာကြာကြာတာပေါ့နော်ပျောက်ွယ်သွားတာတော့ပေါ့နော်အဲ့ဒါကြတော့ကျွန်တော်တို့ဘာဘာဘာဖြစ်လဲဆိုတော့ key air တို့ပေါ့နော်ပျောက်ွယ်သွားတယ်ပေါ့နော်အောက်အောက်ကိုကြာသွားတယ်တိုးအိုးတို့အောက်ကိုကြာသွားတယ်နော်ဘယ်တဲ့ကနေကြာသွားလဲဆိုတော့ကျွန်တော်တို့ကဒီရှင်းနောက်ထဲကနေပြီးတော့ဒီစပစ်သီးတွေကကြာသွားတယ်ပေါ့နော်အဲ့ဒါဘာဖြစ်လဲဆိုတော့ key air တို့တဲ့ကျွန်တော်ပျောက်ွယ်သွားတယ်ပေါ့နော်နောက်တစ်ခုတိုင်းရော့တိုင်းရော့ဆိုတာကျွန်တော်နေမင်းကနေပြီးတော့နိရှိနိ နိရှိနီအနောက်ဘက်ကိုပေါ့နော်ခီအဲရုပျောက်ကွယ်သွားတယ်ပေါ့နော်အဲ့ဒါနိရှိအနောက်ကိုပြောတာဖြစ်ပါတယ်ပြီးတော့စပြစ်တီရှင်းတော်တွေကနေပြီးတော့ကျွန်တော်တို့ဒီစပြစ်တီတွေကအောက်ကိုကျသွားတယ်လို့ပဲနေမင်းကြီးကလည်းပေါ့နော်နောက်ဘက်ကနေပြီးတော့ပျောက်ကွယ်သွားတာအဲ့ဒါကျွန်တော်တို့အနောက်ဘက်လို့ပြောတယ်ပေါ့နော်ဒီရဲ့ပုံလေးကကျွန်တော်ဒီဟာလေးကိုကိုးစားပြတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အတူရေးချက်အပြင်သူ6ချက်ရှိပါတယ်။တစ်ချက်ရှိမယ်၊နှစ်ချက်ရှိမယ်၊သုံးချက်၊လေးချက်၊ငါးချက်၊၆ချက် ဆွဲရမှာဖြစ်ပါတယ်ဗောနော်ဆိုတော့အတူအတန်ထွက်ကကြာဖြင့်ကျွန်တော်တို့ဂျပန်လိုအတန်ထွက်ခြင်းနှိရှိရှိမယ်ဒီတရုတ်လိုဗောနော်ဥယျာဉ်မင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာစာကြီးဆိုပြီးရှိမယ်ဇိုင်းဆိုပြီးတော့ရှိမယ်ပြီးတော့စဲကြီးဆိုပြီးတော့ရှိမယ်ဗောနော်ဆိုတလုံးနဲ့ရေးထားမယ်ဆိုရင်နီရှိအနောက်ဖက်ပေါ့နော်နီရှိဆိုတာအနောက်နီရှိကူချီဆိုတာအနောက်ဖက်ဂိတ်နီရှိကူချီဆိုတာအနောက်ဖက်ဂိတ်တိုးဆိုင်တိုးဆိုင်ဆိုတာအရှိအနောက်ပေါ့နော်တိုးဆိုင်ဆိုတာအရှိအနောက်နောက်တစ်ခုဆိုင်းယောဆိုတာအနောက်ဖက် အနောက်တိုင်းပေါ့နော်ဆိုင်းရောဆိုအနောက်အနောက်တိုင်းကိုပြောတာဖြစ်ပါတယ်ဆိုင်းရောကအနောက်တိုင်းဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်လုံးသွားမယ်ပေါ့နော်နောက်တစ်လုံးကြတော့ကျွန်တော်တို့အရှိအနောက်အခုဘက်ကတောင်ဝင်တင်ရမှာဖြစ်ပါတယ်မီနာမီဆိုတဲ့တောင်ဝင်တင်ရမှာဖြစ်ပါတယ်အဲ့ဒါဘယ်လိုဖြစ်လာလဲဆိုတော့ EN တော့နာဂာနီ EN တော့နာဂာနီအာရုရှောက်ခုဘူးစွနော်အဲအတဒါခိုင်ဟိုအဲမုခုမီနာမီတဲ့သူအတိတ်ပဲကအိတ်ထဲမှာရှိတဲ့တစ်ပင်ရဲ့ပုံပေါ့နော်အိတ်ထဲမှာရှိတဲ့တစ်ပင်ရဲ့ပုံနွေး နှွေးထွေးတဲ့အတတခါဤဟိုးအဲအတတခါဤဟိုးအဲဆိုတာဟိုးဆိုတာနီလန်းတို့ဖက်တို့အဲ့လိုမျိုးပြောတာပါနှွေးထွေးတဲ့ဖက်တို့လှဲ့လှဲ့သွားတယ်ပေါ့နော်မုခုဆိုတာလှဲ့သွားတယ်အဲ့ဒါတောင်ဖက်ပေါ့နော်ဆိုတော့သူ့ရဲ့ရေးပုံရေးနေရကျွန်တော်ကိုးချက်ရှိမယ်ပေါ့နော်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်ချောက်ချက်ခုနှစ်ချက်ရှစ်ချက်ကိုးချက်ပေါ့နော်အဲ့လိုမျိုးလေးရေးဆွဲရမှာပါ တန်ထွက်အပြင်ကျွန်တော်မီနာမီဆိုပြီးရရှိမယ်နောက်တစ်ခုနန်းဆိုပြီးရရှိမယ်ပေါ့နော်တစ်လုံးနဲ့ရေးထားမယ်ဆိုလို့ရှိရင်ကျွန်တော်ကမီနာမီတောင်တောင်ပေါ့နော်မီနာဆိုတာတောင်ဖက်မီနာမီဂူချီဆိုတာတောင်ဖက်ဂိတ်တိုးနန်းအာဂျီယာတိုးနန်းအာဂျီယာဆိုတာကျွန်တော်ကဆောက်တီအေရှာပေါ့နော်အရှိတောင်အာရှကိုပြောတာဖြစ်တယ်နန်းချော်ခုနန်းချော်ခု sorry နန်းချော်ခုဆိုတာချင်းကျွန်တော်တို့ကအာဘာပြောလဲဆိုတော့အတ္တနတ္တ တောင်ဝင်ရိုးစိုးပေါ့ဗောနော်တောင်ဝင်ရိုးစိုးပေါ့နော်အတ္တတိကလို့လည်းပြောတယ်ဗောနော်နန်ကျော်ခုဆိုပြီးတော့ရှိရဲ့ဗောနော်နောက်တစ်ခုသွားမယ်ဗောနော်အရှိအနောက်အခုကတောင်မြောက်မြောက်ဘက်ကိုသင်ရမှာဖြစ်ပါတယ်မြောက်ဘက်ကသူကဘယ်လိုလေးဖြစ်ပေါ်လာဆိုတော့ဖူတာရီနော်ဟီတိုကစေနကအဝါစေနီဆိုဝတဲ့ဤလူဆုမေတိုင်းဖုံးဤခီဆုမေတိုင်းဟိုခိုခီတာအဓိပ္ပာယ်က ဖူတာရီနော်ဟီတိုလူနှစ်ယောက်လူနှစ်ယောက်ကစဲနတ်ကအဝါစဲနိစဝတ်တဲ့ဤတို့ကျောရှင်းကန်လျက်စဝတ်တဲ့ဤတို့ထိုင်နေတယ်စုမေတိုင်းဆိုတာအေးတော့ဖုန်းဤခိစုမေတိုင်းဖုန်းဤခိဆိုတာကျွန်တော်လေထုကဘာရဲ့လေထုစုမေတိုင်းအေးတယ်တဲ့အဲ့ဒါဟိုးခိုးကခိတာတဲ့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်လူနှစ်ယောက်ကကျောရှင်းကဲ့ရဲ့ထိုင်နေထိုင်နေလျက်ရှိတယ် အဲ့ဒါဘယ်လိုမျိုးအထိပယ်နောက်တစ်ခုနဲ့ပြန်ပြောမှန်းဆိုရင်အေးသောကဘာလေထုကအေးတဲ့ကဘာကဘာရဲ့လေထုကအေးတဲ့လာရဖက်ဟာမြောက်ဖက်ပဲပေါ့နော်မြောက်ဖက်ဘက်ကအေးတယ်လို့အထိပယ်လေးရှိရပေါ့နော်သူကလူနှစ်ယောက်ထိုင်နေတဲ့ပုံစံလေးပုံစံပဲပေါ့နော်သူရဲ့အဲသူခန်းကြီးလေးရဘယ်လိုလေးဖြစ်ပေါ်လာလဲဆိုတော့ဒီလိုမျိုးလေးမှတ်ထားလိုက်ရရပေါ့ဆိုတော့သူကရေးချက်ကတော့၅ချက်ရှိပါမယ်တစ်ချက်ရှိမယ်နှစ်ချက်သုံးချက်လေးချက်၅ချက်ပေါ့နော်၅ချက်ရှိမယ် သူကအတန်ထွက်ကခိတဆိုပြီးရောရှိမယ်နောက်တစ်ခုက focus ဟုတ်ခုဆိုပြီးရောရှိမယ်ဟုတ်ဆိုပြီးရောရှိမယ်ပေါ့နော်လုံးထည့်ရေးမှာဆိုရင်ခိတမြောက်ဖက်ကိုပြောတာဖြစ်တယ်နောက်တစ်ခုကခိတကုချီစာတောင်ဖက်မြောက်ဖက် gate ပေါ့နော်ခိတကုချီစာမြောက်ဖက် gate ပေါ့နော်နမ်ဘိုကုနမ်ဘိုကုဆိုတာဇာအာအနောက်မြောက်ပေါ့နော် sorry တောင်မြောက်ပေါ့နော်တောင်မြောက်ကိုပြောတာဖြစ်တယ်နောက်တစ်ခုကတော့ဟိုကိုင်းဒိုဟိုကိုင်းဒိုဆိုတာကျွန်တော်ဂျပန်ရဲ့ဟိုကိုင်းဒိုပေါ့နော်ဟိုကိုင်းဒိုဖြစ်ပါတယ် ဆိုတော့နောက်တစ်ခုပေါ့နော်နောက်ဆုံးနောက်နောက်ဆုံးခန်းကြီးလေးကကျွန်တော်တို့နာမည်ပေါ့နော်နာမည်နာမည်ကိုပြောတာဖြစ်ပါတယ်နာမည်လေးကဘယ်လိုလေးဖြစ်ပေါ်လာလဲဆိုလို့ရှိရင်ကျွန်တော်တို့အာပေါ့နော်စုခိခုရှိယူကတအာဟီတိုဘီတိုဝဂျီဘွန်းနော်နာမအေးကိုဣတေအိုတာဂိုင်းနီတာရှိကမေဒအဲသူက စုကိဆိုတာကျွန်တော်တို့တီဘီဝါကြီးလေးလာဘီဝါကြီးစုကိဆိုတာလဒီကောဗဇက်ပေါက်လေးခုရှိဆိုတာဗဇက်ပေါက်ယူကတဆိုလို့ရှိရင်ညနေစောင်းဟီတိုဘီတိုဆိုတာကျွန်တော်တို့ကလူတွေပေါ့နော်ဟီတိုဘီတိုကဂျီဘွန်းတော်ဂျီဘွန်းတော်ဆိုတာကျွန်တော်တို့ရဲ့ကျွန်တော်တို့ရဲ့နာမအဲနာမည်ကိုဣတဲဆိုတာပြောပြီးတော့အိုတာဂါအီနီအိုတာဂါအီနီဆိုတာဗါလဲအပြန့်အလှန်ပေါ့နော် အာတာရှိကာမဲတာတာရှိကာမဲတော့အပြန်လန်ပြောမှဆိုရင်အပြန်လန်မေးကြတယ်ပေါ့အပြန်လန်မေးကြပဲမေးကြတယ်ဆိုတော့အိပ်ပဲလေးပေါ့အဲ့ဒါနာမည်ပေါ့နော် ပြောနာမည်လေးဆိုရင်ရှင်ကျွန်တော်တို့လပုံစံလေးဖြစ်တယ်ပေါ့နော်ပြီးတော့ပါဇက်လေးပါမယ်ဆိုပြီးတော့ဒီပုံစံလေးပေါ့နော်ဒီပုံစံလေးကိုယူထားတယ်ပေါ့နော်ဆိုတော့သူကရေးချက်ကနေပြီးတော့ရှောက်ချက်ရှိမယ်ပေါ့နော်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်ရှောက်ချက်ဒီမှာဆိုရင်ကျွန်တော်တို့တတ်တတ်ခန်းကြီးလေးဟို sorry တတ်အခါတခဏတတ်လေးပေါ့နော်တတ်ရဲ့ခုချီရဲ့ပေါင်းထားတယ်ပေါ့နော် တရခုရှိရပေါ်ထားတာကျွန်တော်အနှံ့မဲ့ပေါ့နော်အဲ့တော့သူနာမည်အကိုကျွန်တော်တို့ကအတန်ထွက်ကကျွန်တော်တို့နာဆိုပြီးတော့ရှိနေဆိုတော့9ဆိုပြီးရရှိတယ်ဆိုတော့နာရဲ့မအဲရဲ့ပေါ်ထားလို့ရှိရင်နာမအဲဆိုတာကျွန်တော်နာမည်ကိုပြောတာနာမအဲဆိုတာနာမည်ဂျူးမေဂျူးမေဆိုတာကျွန်တော်တို့10ယောက်ပေါ့နော်လူ10ယောက်ကိုပြောတာနောက်ယူးမေဆိုတာကျွန်တော်နာမည်ကြီးတော့ယူးမေဆိုတာနာမည်ကြီးတော့နောက်တစ်ခုဂျင်းမေဂျင်းမေဆိုတာ ဆိုတာလူနာမည်ပေါ့နော်ဂျင်းမေးဆိုတာလူနာမည်ပြောတာဖြစ်ပါတယ်ဒီနေ့ကတော့အခန်းပေါ့နော်အခန်းကျွန်တော်တို့အခန်း6လေးပြီးသွားပြီပေါ့နော်အာဒီဗိုလီလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်တော့မေအာပေါ့နော်ကျွန်တော်ရဲ့ဗီဒီယိုလိုက်ခင်ရှယ်လေးလုလုသွားပေးပါဦးပေါ့နော်ကျွန်တော် TikTok ပေါ်မှာလည်းဒီဂျပန်စာနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီပြဿနာ Neon God ဆိုတဲ့ဒီ channel လေးကလည်းကျွန်တော်ဟိုပညာတဏ္ဍာလေးပေါ့နော်အဲ့ဒါလေးတင်ပေးနေပါတယ်ပေါ့နော်အဲ့လိုစုတီးကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်